ကားလို့သူမျိုးမင်္ဂလာပါဒီချက်ကတော့ grapeful မြန်မာစာကိုသင်ကြားပေးမယ်ဒီချက်မှဖြစ်ပါတယ်ဒီနေ့သင်ကြားပေးမယ့်အကြောင်းအရာကတော့မြန်မာစာသပင်ကိုခင်မီတိုးတက်အောင်လှုပ်ဆောင်ခဲ့သောစာသပင်ပညာရှင်ကြီးတစ်ဦးဖြစ်တဲ့သင်ငန်းစာ7ဇမင်းသားကြီးဦးပိုးစိန်ရဲ့အထုပ်ပတ်တိကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်တော်သူမျိုးကြီးအထုပ်ပတိဆိုတာကတော့ပုဂ္ဂိုလ်တူဦး၏ ဘဝဖြစ်စဉ်ဒို့မဟုတ်လူတဦးဤဘဝဖြစ်စဉ်တစုံတဦးဤအကြောင်းအရာကိုဆိုလိုခြင်းဖြစ်ပါတယ်။ဥဖိုးစိန်ကိုအိမ်မဲမြို့ခလောက်တိုက်ရွာ၌1882ခုနှစ်ဧပြီလ28ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။တရုတ်သမီးတို့ရေအိမ်မဲမြို့ဆိုတာကတော့အေယာဝီတိုင်းဒေသကြီးထဲမှာရှိတယ်နော်။ဥဖိုးစိန်ရဲ့မိဘတွေကတော့ရထွေးရွာတွေကအကကောင်းသူဖခင် ပလုတ်ကိုစံထွန်းနဲ့ မိခင်ဆမင်းသမီးမက်ရွှေယူတို့ဖြစ်ပါတယ်။သားတို့သမီးတို့ရေပလုဆိုတာကတော့အကတမျိုးပဲ။အများအားဖြင့်တဒောင်စစ်ဒူးစစ်စသည်ကိုဖျက်လက်စွာချိုး၍ပမာစစ် ပမာချက်တို့ဖြင့်ကတော့အကကိုပြောတာနော်။ဥဖိုးစိန်ရဲ့ငယ်အမိကတော့မောင်တိုက်ဖြစ်ပါတယ်။မောင်တိုက်ဤမိဘနှစ်ပါးမှာဇမင်းသားဇမင်းသမီးတွေဖြစ်ကြပြီးညီကိုမောင်နှမများမှာလည်းသဘင်ပညာရှင်နဲ့စိုင်းပညာရှင်တို့ဖြစ်ကြပါဗျာ မောင်တိုက်သည်ဇက်သပင်လောကသို့ရောက်လျင်မောင်ဖိုးစိန်ဟုအမိကိုယူပြီးတော့မန္တလေးတွင်ဇက်သပင်ပညာကို အခြေခံမှဆ ảy ၍ပြည်တော်စီးပူးခဲ့ပါသည်။ဥဖိုးစိန်သည်တစားတစားနှင့်ကြောကြားလာခဲ့ပါသည်။ဥဖိုးစိန်သည်ဇက်သပင်ပညာပြေဝါသောယောက်ျားမင်းသမီးအောင်ပလာနှင့်လည်းတွဲ၍ကပြခဲ့ပါသည်။တရုံသမီးတို့၏ယောက်ျားမင်းသမီးအောင်ပလာဆိုတာကတော့ယောက်ျားလေးကမင်းသမီးလိုဝတ်စားဝတ်ပြီးမင်းသမီးလိုကပြတာဖြစ်ပါသည်။ ဦးဖိုးစိန်သည်စိတ်ကူးကောင်း၍ဇသမီပညာကိုခင်မီတိုးတက်အောင်ကျန်စီဆောင်ရွက်ခဲ့တဲ့သူတဦးလည်းဖြစ်ပါတယ်။ရှေ့အခါကသဘင်ပညာသည်တွေသည် ထိုးဆက်လုံးဆက်ကိုသာကပြခဲ့တော်လေ။ဦးဖိုးစိန်ကဇနီးဘက်ဘုဒ္ဓဝင်တို့မှ ကောင်းလို့ရရာဇဝိထုတို့ကိုရေးချေကပြခဲ့ပါတယ်။တရုတ်သမီးတို့ရေ ထိုးဆက်လှုပ်ဆက်ဆိုတာကတော့ကြံဖန်တွင် ရေးထားသောဇက်ကိုပြောတာဖြစ်ပြီးဇဏိပတ်ဆိုတာကတော့ ဖယားမြတ်စွာဤရှိဘဝဖြစ်စဉ်အဖြစ်အပျက်ဇတ်တော်များကိုဂါရာအကြီးအတွက်လိုက်စူးစီးထားသောဇဝိတ္ထုအစုကိုပြောတာဖြစ်ပါတယ်ဗုဒ္ဓဝင်ဆိုတာကတော့မြတ်စွာဖယားဤဘဝဖြစ်တော်စဉ်ကို ပြောတာဖြစ်တယ်နော်ဥဖို့စိန်သည်မင်းသားအကကိုပူရင်းစမ်းသက်အောင်အခုံအပြန့်ခြေထိုးခြေကားတို့ဖြင့်စူးစားကားပြခဲ့ပါတယ် ်ရှေကအရက်သူတို့စုရိတ်ကတော့ဟန်အကကိုဥပိုးစိန်က ရိန်ကအဖြစ်ခင်ညာလာပအောင်တီထွင်စမ်းတင်ကပြခဲ့ပါတယ်ဟန်အကဆိုတာကတော့အမှုအရာဖြစ်ကပြတဲ့အကကိုပြောတာဖြစ်ပြီးရိန်အကကတော့စုပေါင်း၍ညီညာကပြရတဲ့အကကိုပြောတာဖြစ်ပါတယ်ဥပိုးစိန်သည်အဆူငူတို့ကိုလည်းတီထွင်စမ်းသစ်စေခဲ့ပြီးဖိုးစိန်အဆူဖိုးစိန်အကဟူ၍တမူထူအောင်တီထွင်စမ်းသစ်နိုင်ခဲ့ပါတယ် ရှေ့အခါကစကရာတွင် ရေနံမီတိုင်ကို ထုံး၍ကပြခဲ့ကြတယ်။ဥဖိုးစိန်ကတော့အောက်လင်းဓမီလက်စင်မီစသည်တို့ဖြင့်ထုံးညီကပြခဲ့တယ်။ရေနံမီတိုင်ဆိုတာကတော့မိစာတက်၍ရေနံစီလောင်စာစီဖြင့်ထုံးသောအခြေပါသည့်မိထုံးစရာပစ္စည်းကို ပြောတာဖြစ်ပြီးအောက်လင်းဓမီဆိုတာကလောင်စာစီအိုးအောက်ဖက်တွင်ဖန်ပြောင်းတက်ဆင်ထားသော ရင်နံစီမီးစာလေအားတို့ဖြင့်ထူးညီပြီးအမြင့်နဲ့ချိဆွဲရသောမိအိမ်ကိုပြောတာဖြစ်တယ်နော်ထို့အပြင်ဇက်ခုံအစဉ်ပြင်ဇက်ဝက်စစားစိုင်းအစဉ်ပြင်တို့ကိုလည်းရိုးရာနဲ့လည်းညီညွတ်အောင်ခက်လဲမိအောင်တည်ထင်ခဲ့ပါတယ်။ဥဖုဆိုင်ကလတ်ထက်တွင်မြေဝိုင်းဇက်သပင်မှာစင်မြင့်ဇက်သပင်အစဉ်တို့ရောက်ရှိခဲ့ပါတယ်။ ေဝိုင်းဆက်ဆိုတာကတော့မြေပြင်တွင်ပန်းပင်ပန်းကိုင်းဆိုင်၍ဝိုင်းပက်ကပြရသောရှေးခေတ်ဆက်ပွဲဖြစ်ပါတယ်။ဖိုးစိန်သည်မင်းဆိုးရတို့ချင်းမြင်သောဝန္ဒကျော်ထင်ပွဲကို ရရှိခဲ့ပါတယ်။အထူးအချိန်ကဥဖိုးစိန်သည်အေယာဝရီမြောင်းတလျှောက်ကိုကိုပိုင်သိမ်းပေါ်ကိုပိုင်ရက်ထည်ယုံများကိုတုံး၍ကပြခဲ့ပါတယ်။ဇမင်းသားကြီးဥဖိုးစိန်ရဲ့ကျေးဇူးကြောင့် မြမဆက်သပင်သည်မြေဝိုင်းဆက်သပင်အစင်မှဆင်မြင့်ဆက်သပင်အစင်သို့တိုးတက်ရောက်ရှိခဲ့ပါသည်။မြမဆက်သပင်ပညာကိုအကျိုးပြုခဲ့သောဇမင်းသားကြီးဥဖိုးစိန်သည်1952ခုနှစ်ဒီဇင်ဘာလ22ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။တီချေဒီနေ့တင်ကြားပေးခဲ့တဲ့ဥဖိုးစိန်အထုပ်ပတိအကြောင်းကိုအနှစ်ချုပ်ပြောရမယ်ဆိုရင်ဥဖိုးစိန်ဤမွေးဖွားရာစတိမိဘနှင့်မောင်နှမများအကြောင်း ဥဖိုးစိန်သည်ဇက်တပင်ပညာကိုလိလစည်းပူးခဲ့ပုံနှင့်ဇက်တပင်ပညာကိုတိုးတက်အောင်လှုပ်ဆောင်ခဲ့ပုံကိုတင် जा ခဲ့တာဖြစ်ပါတယ်။သားတို့သမီးတို့ရေဒီနေ့သင်ခန်းစာကတော့ဒီလောက်ပဲဖြစ်ပါတယ်။ဒီချိုးတွေနောက်အချိန်များမှပြန်တွေ့ကြမယ်နော်။